ထိုင်းမြန်မာနယ်စပ်တခြားမှာရှိတဲ့ online လေလေတဲ့စင်နာရီမှာလူသသိန်းကျော်နဲ့ဆက်လက်လှုံ့ဆော်နေစေဖြစ်တယ်လို့ထိုင်းရဲကျုပ်ကပြောကြားကြောင်းဘန်ကောက်ပို့သတင်းမှာဖော်ပြထားပါတယ်။နယ်စပ်မှာရှိတဲ့ online ငွေလိမ်ခိုင်းတွေကိုရဲတရက်ပတ်ပေါင်းများစွာနိုင်ငံဆောင်ကတိုက်ဖျက်လျက်ရှိနေတယ်လို့သတင်းမှာဖော်ပြထားပါတယ်။လူငါရောင်ကန်ကိုကေတင်နိုင်ခဲ့ရမှာတချို့ဟာလေးလေးခိုင်းစေခံရတာတွေရှိတယ်လို့တချို့ဟာလူလူလာလာနဲ့လာရောက်လုံခြုံတာတွေတွေ့ရှိရတယ်လို့ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ကရဲကျုပ်ကပြောပါတယ်။ရဲကျုပ်ဟာ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ online လေလံမှုလုပ်ငန်းတွေကိုတိုက်ဖြတ်ရမှာဥဆောင်နေသူတအူးလည်းဖြစ်ပါတယ်။ လက်ရှိအချိန်အထိအွန်လိုင်းလိမ်လည်ခိုင်းတွေကိုဖြိုခွင်းမှုမှာကြီးမားတဲ့စစ်စင်ရေးရဲ့အပိုင်းတစ်ပိုင်းမျှသာရှိကြောင်း၎င်းကဆက်လက်ပြောပါရယ်။ကြံနေသေးတဲ့လူ9000ထမမဟုတ်လူသသိန်းအထိဖြစ်နိုင်တယ်လို့ထိုင်းရဲကျုပ်ကတရုတ်အာဏာပိုင်တွေကပေးပို့တဲ့အချက်လက်တွေကိုကိုးကားပြီးပြောပါရယ်။အခုနှစ်ဖေဖော်ဝါရီလကနေစတင်ပြီးထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မြရီမြို့ကိုထိုင်းအာဏာပိုင်တွေကလောင်စာနဲ့လင်းစစ်တံအားတွေကိုဖြတ်တောက်ခဲ့ပြီးတဲ့နောက်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကိုတိုက်ဖြတ်ရေးလုပ်ငန်းတွေစတင်လှုပ်ဆောင်ခဲ့ပါရယ်။